အဲကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမှာလားမပြုမှာလားဆိုတော့အာတကယ်ဆိုရင် မေးစရာလည်းမလိုဘူးဖြေစရာလည်းမလိုဘူးပေါ့ ခု2025ခုနှစ်မှာတရုတ်ရဲ့ PRP ဂျောင်းဝင်ပညာပြောင်းမှုကြောင့်မြောက်ပိုင်း ELO တွေဖြစ်တဲ့ MNDAA TNLA တို့နဲ့စစ်ကော်မရှင်ကြားအပြည့်အခက်ရစေးကြီးမှသည်နေဦးတော်နယ်အနာဂတ်ချင်းဝင်းရှာကိုကင်လုံနိုင်ခဲ့တဲ့တယောက်မှုတွေဟာတခြားသောစစ်မျက်နှာများကလည်းရက်ခတ်သွားစေခဲ့ကြောင်းအရခိုင်တပ်တော် EA ရဲ့2025ခုနှစ်အော်တိုဘားလ31ရက်နေ့ထုတ်ပြန်ချက်စာတစောင်းကသမိုင်းသက်သေခန်းနေပါတယ်ထုတ်ပြန်ချက်ထဲမှာရှမ်းမြောက်ဒေသ၌ပြုလုပ်သောစစ်ကော်မရှင်ဤခုစစ်များသည့်အပြည့်အခက်ရစေးမှုပြုလုပ်ပြီးချိန် င်တွေ၎င်းတို့၏စစ်စင်ရေးနယ်မြေတချို့ကျုံသွားခြင်းကိုအခွင့်ကောင်းယူကအရက်ခတပ်တော်တပ်ဖွဲ့ဝင်များရှိသောနေရာများကသာမကအရက်ခတည်သူလူထုတို့အားအထူးကပြစ်မှတ်ထားသည့်လေကြောင်းတိုက်ခိုက်မှုများကိုယမနေ့မှစ၍အရှိန်နှင့်လှုပ်ဆောင်လာခဲ့သည်ဟုဖော်ပြပါရှိပါသည်။ဒါဟာညောင်မဟာမိတ်တွေကိုအရက်ခတပ်တော် AA အနေနဲ့တိမ်မွေ့လေးနဲ့ယဉ်ကျေးစွာအပိပေးလိုက်တဲ့ message တစ်ခုလည်းပြစ်ထိုင်တယ်လို့စစ်ကော်မရှင်တပ်ကိုနိုင်ငံရေးအရထိုးနှက်ချက်တစ်ခုလည်းချစ်ပါတယ်။ နှစ်တော်ကြာလက်တွဲခဲ့ကြတဲ့နီနောင်သွမော်တဲကမှတဖွဲ့တဲ့ ठी ठी ဂျန်နေခဲ့တဲ့အရခတ်တတော်အဖို့ရခိုင်ဒေသကွက်ကွက်ကလေးလွမြောက်ရေးတာမကຫນွေဦးတော်လန်ရင်မသည်ဒီဒူးလွမြောက်ရေးတောင်ဝများကိုပါထန်းဆောင်ရန်အခြေအနေအရရက်ကတွန်းပို့ခဲ့ပြီးမှရှေ့ဆက်ရမယ်ခကြီးလက်ဟာဘလောက်ထိကြမ်းတမ်းနေမလဲမြောက်ပိုင်းနီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA TNL တို့နဲ့အရခတ်တတော် EE တို့ရဲ့မဟာမိတ်ဆက်ဆံရေးကရောဘလူအခြေအနေမှာဆက်ရှိနေနိုင်မလဲရခိုင်စစ်မျက်နှာဟာရမ်းမြောက်စစ်မျက်နှာထက်ဘာလို့အရေး ကြည့်နေတာလဲဆိုတာကိုအထူးအစီအစဉ်အပိုင်းနှစ်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှတွေးရတယ်လုတ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြားမှာထောက်ပြဖို့လိုတယ်ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖျက်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုတ်မယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက် တိုင်းရင်သားခေါင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်ဘာဖြစ်လို့လဲဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်ကျွန်တော်ရဲ့မစ်ရှင်အဓိကတောင်းကတော့ဒါဒါအာရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှအာခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကအကုန်လုံးပြန် consolidate လုပ်ရမယ်ပေါ့နော် အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့အဲကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှအိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာ ဒါမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဘာတွေလုပ်ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ် တစ်တုံညာနှစ်ကောင်ဆစ်စင်ကြီးဒီစစ်ကောင်စီ၏စစ်အင်အားနှင့်အုတ်ချိုရန်နေရကိုအပြင်းထန်ဆုံးထိုးနှက်ခဲ့သည့်စစ်စင်ကြီးတစ်ခုဖြစ်ခဲ့သည့်ရှမ်းမြောက်ပင်တမတ်ဌာနချုပ်မြဗျူဟာဂုံများနှင့်အဓိကနယ်စပ်ကုန်သွယ်ရေးမြို့များကိုစက်တိုက်လက်လွတ်ခဲ့ရပြီးနောက်တွင်စစ်ကောင်စီသည်၎င်းတို့၏တပ်ဖွဲ့များလုံးဝပြူကွဲမသွားစေရန်နှင့်အရေးပါသောတခြားသောစစ်မျက်နှာများကိုပြန်လည်အာရုံစိုက်နှံရန်အတွက်မဟာဗျူဟာမြောက်စုခွာမှုတစ်ခုကိုမဖြစ်မနေရွေးချယ်ခဲ့ရသည်ယခုအချိန်ကာလတွင်ရှမ်းမြောက်အပြစ်ခတ်ရဲစဲမှု၏အဓိကအကျိ ျိုးအမျက်မှာဖြူစင်းမျက်နှာတွင်ချထားသောချင်းမြန်တမတမခအများအပြားနှင့်တခြားသောတပ်ဖွဲ့များကိုပြန်လဲဂျိုးနှင်းဝင်ရရှိခြင်းဖြစ်ပြီးဖြူတက်များကိုစစ်ကောင်စီအတွက်အကြီးမားဆုံးချင်းချောက်မှုဖြစ်နေသောတော်လှန်ရေးရီဘဟုဂျပင်မှဒေတာများဖြစ်သည့်စကိုင်းတိုင်းမကွေးတိုင်းကရင်နီပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့သို့အင်အားအလုံးအရင်းဖြင့်ပြန်လဲထမ်းချက်ချထားနိုင်ပြီဖြစ်သည့်၎င်းသည်ရန်သူများကိုစစ်မျက်နှာပေါင်းစုံဖွင့်ရတိုက်ခိုက်ချင်းထက်၎င်းတို့၏အာသာယာနေရာများကိုရေးချယ်၍တပ်ဖွဲ့ချင်းစီချေမှုန်းနိုင်သည့် ည့်ခွဲကျန်းချေမုံချင်းနီးပြူဟာကိုအကောင့်ခဲဖော်နိုင်ခြင်းဖြစ်ပေသည်စစ်ကောင်စီသည်တပ်အင်အားပြုံတိမှုဒဏ်ကိုအလူးလဲခံစားနေခဲ့ရပြီးမဖြစ်မနေစစ်မှုထံဥပဒေကိုထုတ်ပြန်ကလူသစ်စုဆောင်နေခဲ့ရပြီးထို့အဖြစ်ခက်ရစေရေးကာလသည်စစ်မှုထံတပ်သားတွေများကိုအချိန်မီလေ့ကျင့်ပေးရန်လက်နက်ခဲယမ်းများပြန်လည်ဖြည့်တင်းရန်လေကြောင်းစွမ်းရည်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းရန်နဲ့စစ်ထောက်လိုင်းကြီးကွန်ရက်များကိုပြန်လည်တည်ဆောက်ရန်အဖိုးမဖြတ်နိုင်သောအချိန်ကိုရရှိခဲ့သည်ဟုကရင် United Media ရဲ့ဆောင်းပါးတစ်ခုမှာ ဖော်ပြပါရှိပါတယ်။သို့တော့အစိုးရကမှအကောင့်ဘက်ကနေတုံးသက်မှုတချို့လည်းရှိနေခဲ့ပေမယ့်လက်တွေ့မှာဖြစ်နိုင်မဖြစ်နိုင်ကတော့အချိန်ယူစောင့်ကြည့်ရပါမယ်။တချို့ကိစ္စတွေကကြားထားဖို့လိုတယ်เนาะတချို့ဖွဲ့စည်းတွေကကြားထားဖို့လိုသူကြားမှာဒါပြီးမှအနောက်ချက်ပြေပထားရင်ဒါကလည်းကျွန်တော်လုပ်ရမှာအဲ့တော့ဒေါ်လာကြီးတက်ခွဲဒီမှာခင်ဗျာ ကြားထားရမှရှိတယ်။ရှိယုံရမှရှိတယ်။ဘုံရန်သူကိုနဲတဲ့နဲအောင်ကျင်းတဲ့ကျင်းအောင်ကျွန်တော်တို့ကဖန်တီးရမယ်။အဲ့ဒီနည်းနဲ့ကျွန်တော်တို့ကတိုက်ရမယ်။အဲ့ဒါရေးကြည့်တယ်။အဲ့ဒါကိုကျွန်တော်တို့နားမလည်တော့ဖောင်းပွပြီးမှအဲသူ့ကိုကိုယ်သေးကိုယ်သူသေးနဲ့ပဲအဲ့ဒါနဲ့ပဲသာသိသွားတော့မကောင်းဘူးပေါ့ဗျာ။ဟာဘုကကလည်းဒီတိုက်ညီနေမှာမဟုတ်ဘူး။သူတို့ပြောတဲ့တိုက်ကြီးနေဦးတော်လိုင်းရဒီတက်တည်းရအဲ့နားမှာစည်ရေးမလုပ်ကြရဆိုတာ ရတယ်လေအဲ့ညာမလုပ်ကြောင်းလေတခြားညာလုပ်ကြမယ်လေသူတို့အစီအစဉ်တွေရှိနေရပဲနော်ရှိတယ်အဲ့တော့ဒီညာမလုပ်ကြဘူးဂျာနဲ့ညာလုပ်ကြမယ်ဆိုလိုတာမန္တလေးချင်းပဲစကိုင်းချင်းပဲဗျာအဲ့ဒါတွေလုပ်ကြလို့ရတော့ဒါအစီအစဉ်တွေနောက်ဆက်တွဲသူတို့လာမယ်လို့ကျွန်တော်ဒီတိုင်းပဲတွေ့ထားတယ်အခုလောလောလေးကိုကြည်ပြီးရှောက်မွေပါသုံးတက်ကြတဲ့ဒရင်တော့ကြီးတော့ကြည်တာပေါ့ဒါတို့တော့ကျွန်တော်တော့အဲ့လိုမွေပါညင်ဘူးသူတို့က ဟိုဘော plan 1မရရင် plan 2ပေါ့အဲ့လိုတွေသွားမအောင် plan 2မရရင် plan 3ပေါ့ရခုအောင်ဘူပါလား33ရက်နေ့ကအာရခတက်တော်အေးရဲ့ထုတ်ပြန်ချက်တစ်ခုမှာရခိုင်ခီဟာအလုံးစုံလွတ်မြောက်ဖို့လက်တကဲလူကိုရောက်နေပြီဖြစ်ကြောင်းဖော်ပြပါရှိပါတယ်ရခိုင်စစ်မျက်နှာလူဆိုရမှာ section 5ခုထပ်မံခွဲခြားနိုင်ပြီးအားလုံးကမြမအနာဂတ်ကိုပြောင်းလဲစေနိုင်တဲ့အထီးမဟာပြူဟာအရအရေးပါနေပါတယ်နံပါတ် အမ်ဘရလာနံပါတ်2တောင်ကိုဘရောင်းလန်နံပါတ်3ဂွာငတ်တိုင်းကြောင်းလန်နံပါတ်4ရင်းနှက်စေကန်စီမံကိန်းတရှိရာကြောက်ဖြူနဲ့နံပါတ်5ကလဒန်မစ်စီမံကိန်းရှိရာစစ်ပင်ညူရုဖြစ်ပါတယ်အားလုံးဟာသူ့ဟာနဲ့အတူအရေးကြီးနေတာကြောင့်အရက်ခိုင်တပ်တော်အေးအေးနဲ့စစ်မျက်နှာအားလုံးကိုတပြိုင်တည်းကင်တွင်နေရပါတယ်ဆက်ရှင်တစ်ခုချင်းစီရဲ့အရေးပါမှုကိုကျွန်တော်ရဲ့ channel မှာတင်ပြပြီးသားဖြစ်တာမို့အထူးအစီအစဉ်မှာတော့အရက်ခိုင်တပ်တော်အေးအေးနဲ့စစ်ကော်မရှင်တို့ရဲ့တင်းနကကျူဟာအပြိုင်မှုတွေကိုသာ လေးပြီးဖော်ပြပြီးတော့ပါမယ်။စကောင်းဆောင်ရဲ့တရုတ်ခရီးစဉ်မှာမြန်မာတရုတ်နှစ်နိုင်ငံအကြားဥပေါင်းဆောင်ရွက်မှုနားလည်မှုစာကြုံလွှာခုနှစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ပရီမီဒီယာကလားအခြေခံအဆောက်အုံဖွံ့ဖြိုးရေးအသေးစားနဲ့အလက်စားစီးပွားရေးဓာတ်ရုထုတ်ကုန်နဲ့စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးတွေကိုသဘောတူခဲ့ကြတာပါ ဒီထဲကအခြေခံအဆောက်အုံဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုနှစ်ခုဟာညီပြင်းမှာလက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ခက်ခဲသလိုစိန်ခေါ်မှုလည်းရှိနိုင်ပါတယ်။ဂျန်နာရီအကောင်အထည်ဖော်နိုင်ပေမဲ့စီးပွားရေးအကျိုးအမြတ်ရနိုင်ချေတော့နည်းပါလိမ့်မယ်။ဒါပေမဲ့ကုံသွယ်စည်းဝါလုပ်ငန်း project တွေအပေါ်အခြေခံတဲ့ပြိပခအရှိန် short ချရဲ့အတွက်တရုတ်အစိုးရရဲ့ကြိုးပမ်းချက်တွေအပေါ်မှာတော့တက်ရောက်မှုရှိနေနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာ 这在表哥路，我们批不出来。第二月，马原呢包了线呢，今朝路比准一个，说拍不要。这在表哥路，我们到，大家说，幺零年呢，过年买手表，手表，喏，呃，谁来买只手表？八零一，然后比如什么张屋里的表厂，比如都来得干嘛？今朝路，大家我们包来批点的，这公司在下边比工厂厂子那面进点去了。 2025ခုနှစ်ကစလို့စစ်ကော်မရှင်တက်ဟာတရုတ်နိုင်ငံရဲ့နိုင်ငံရေးတန်တမာရေးဤပညာကူညီမှုတွေနဲ့အတူစစ်မှုထမ်းတပ်သားအင်အားအများအပြားကိုဟန်ချက်ညီစွာအသုံးချဆက်ဆက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဥပမာ drone နည်းပညာမှာတစ်စိချို့တိုးတက်လာခဲ့ပြီးတော့အခက်တော်လိုင်းအင်အားစုတွေရဲ့နည်းပညာကို copy ကူးကာတံပြန်အသုံးချနိုင်ခဲ့ပါတယ်။စွာအမြင့်ထောက်လိုင်း drone များနဲ့ပြစ်မှတ်များကိုတိကျစွာထောက်လင်းလာနိုင်တယ်လို့ပြစ်ကူအမြောင်များနဲ့မတရားပေါ်တာဆွဲဆူဆောင်ထားတဲ့စစ်မှုထမ်းတပ်သားအင်အားများကိုအသုံးပြုကာလူနိုင်စုစစ်စင်ရေးများတရန်ဆင်လွှဲလာနိုင်ပါတယ်။နောင်ချူမြို့ကိုပြန်လဲသိမ်းယူရမှာလေ။ချီတက်ဖို့မဖြစ်နိုင်တဲ့လမ်းကြောင်းတွေကနေစစ်မှုထမ်းတပ်သားအင်အားအများအပြားကိုအသေးခံချီတက်စေကမရမက ထူပေါက်ခဲ့တာကိုတွေ့ရပါတယ်။ဂင်းနီလန်းနဲ့ရှမ်းမြောက်၊ကကင်၊ကရင်နီစစ်မျက်နှာတွေမှာစစ်ကော်မရှင်တပ်ဟာတိတိတသာအသာစီရခဲ့ပေမဲ့ရခိုင်စစ်မျက်နှာမှာတော့အာရခတက်တော့အေးဟာဘလူးမျိုးတံပြန်ခုခံနေတယ်လေ။ဘာရီကအဓိကစင်ခုံမှုတွေဖြစ်နေတယ်လေဆိုတာကိုလေ့လာကြည့်ရအောင်။ကြေရန်စစ်သားအဖြစ်တွေကစစ်မြေပြင်မှာ ရှေ့ကထွက်ပြီးတိုက်နေတာမဟုတ်ဘူးသူက drone တွေနဲ့အသေးဘုံချပြီးမှလူကိုဖြစ်ဖြစ်ချင်းတက်ပြီးမှလုံနေတာဒါတွေကကျွန်တော်တို့ဒီရှမ်းမြောက်မှာအဲ TNL နဲ့တိုက်နေတဲ့မျက်နှာစာမှာသူဘလို့တိုက်ပွဲဝင်တယ်ဘလို့အမျက်ထုတ်တော့တယ်ဆိုတော့ကျွန်တော်တို့တောက်လျှောက်ပြင်းပြင်းမှာဘလို့တိုက်ပြီးမှဘလို့ပုံစံမျိုးနဲ့လုပ်တယ်ဆိုတော့တောက်လျှောက်ကြည်တာပေါ့ဒါသင်ခန်းစာတွေထုတ်ကြတာပဲသူတော့ကျွန်တော်တို့ဖတ်မှလည်းပဲတကယ်ပြောမယ်ဆိုတော့အရန်ပြင်းထန်တဲ့တိုက်ပွဲတွေသူထိုးစစ်တွေလုပ်ပါတယ်တဘောကတောင်ခမ်းမှာ DNL ကိုအတားစီရခဲ့တဲ့တက်တွေကို ထုတ်လာပြီးမှ မခွေသူ့ရဲ့ဒီကပ္ပစတွေနားမှာသူကအားဖြည့်တယ်။မစကစကဟာဆက်ခွန်တို့ဆက်လီတို့ပေါ့။အဲ့ဒါတွေကို AR တိုင်းတို့အဲ့ဒီဖက်မှာလှုပ်လာတဲ့ချိန်မှာအမ်သူ့ရဲ့တက်တွေကဒူဟာလိုက်စုတ်ပြတ်တော့တာပဲလေ။ဒါတကယ်ကိုသွေးထွက်တန်ယူများတဲ့တိုက်ပွဲတွေတကယ်ဖြစ်နေတယ်။သူကအဲ့ဒီလိုမျိုးဒူဟာလိုက်စုတ်ပြတ်တော့တဲ့ချိန်မှာသူဘာလုပ်ခဲ့လဲဆိုတော့ ပြည်သူ့အကြံဖက်တိုက်ခိုက်မှုဖြစ်လာတာကြောင်းသားအယောက်20ကျော်တည်ပြီးမှ20ကျော်ဒဏ်ရာရတော့တဲ့ကိစ္စကလည်းပဲလွန်ခဲ့တဲ့2ရက်လောက်ကကြောက်တော်မှာပုံကျဲတဲ့ကိစ္စဟုတ်ကဲ့လွန်ခဲ့တဲ့2ရက်လောက်ကအဲ့ဒီဖြစ်စဉ်မတိုင်ခင်လွန်ခဲ့တဲ့2ရက်လောက်ကသူ့ရဲ့တပ်တွေကစုပြတ်သွားအောင်ဖြစ်တော့တယ်ဗျူဟာလိုက်ကိုကွဲကွဲအလဲအကွဲသူသူနာတော့တယ်အဲ့ဒီအချိန်မှာသူကဒီဒီပြည်သူ့ကိုပြစ်မှတ်ထားပြီးမှတိုက်ကျွန်တော်တို့ကနိုင်အောင်တိုက်ရမယ်ဆိုတာကတော့တပိုင်းပဲ သူပုံတွေတချို့မထုတ်ပေးထားတာလည်းရှိတယ်။သူတို့ကကျွန်တော်တို့ကိုဒါမျိုးဟိုသူ့ရဲ့စိတ်သက်စစ်စင်ရဲ့အတွက်သူကထုတ်လာခင်ကျွန်တော်တို့ထုတ်လိုက်ရင်သူတော့ပိုအဆက်ွယ်အောင်မယ်။ဂျန်သူဘက်ကတော့ထိုးတာပေါ့နော်အဓိကတော့ရှစ်ရှစ်ပေါ့ရှစ်ရှစ်နဲ့ကျွန်တော်တို့အဓိကအဖြစ်ဖြစ်တဲ့ပွဲတွေပေါ့အဓိကရှစ်ရှစ်က သူကဒီ viewer တခုနဲ့စပြီးတော့အဲကားနဲ့ကားရည်နဲ့တက်လာတယ်တက်လာပြီးတော့အဲဒီ story တော်ထဲမှာကျွန်တော်တို့အမှထိတွေ့ရဖြစ်တော်တော်ရှုပ်ထွေးတယ်တော်တော်ရှုပ်ထွေးရဆိုတာဒီနဘာခါကိုတိုက်တဲ့အချိန်မှာရန်သူကလည်းအများကြီးပဲရန်သူကအများကြီးပဲဆိုတာရန်သူကလည်းအဲ့လိုသူတို့ကလည်းတက်ဖွဲ့ပြုံပြက်နေတာတက်ဖွဲ့ပြုံပြက်နေတာဆိုတာဒီရွာတွေတဲတော်တွေထဲမှာလည်းအဲ့လိုလက်နက်ခင်းနေနဲ့ရှောက်သွားနေတဲ့လူတွေလည်းရှောက်သွားနေတာအဲဘယ်တက်ကိုကဲမှုမှန်လဲမသိတော့ဘူးသူတို့ကိုသူတို့လည်းအဲအဲ့လိုမျိုးအဲ့လိုမျိုးလူတွေလည်းရှိတယ်။တုံးမဲ့ဟွာဖြစ်တဲ့အချိန်မှာသူတို့ တိုက်ပွဲဖော်ထားတိုက်ပွဲတိုက်ပွဲတိုက်ထားရန်သူတိုးလာပြည့်ဆိုတာမျိုးလို့လို့တဲ့အချိန်မှာသွားပါပြန်လို့လဲဆိုတော့ဒီလူနှစ်ယောက်ပေါ့လေသူတို့ချင်းချင်းနှစ်ယောက်ပဲလို့ကြောချင်းကတ်လိုက်တယ်ကြောချင်းကတ်ပြီးတော့မင်းကဟိုပဲပြင်ငါဒီပဲပြင်မယ်ဆိုတဲ့ပုံစံမျိုးသူကအဲ့လိုမျိုးလဲသူတို့လုပ်တယ်ဘာလို့လဲဆိုတော့အဓိကတိုက်ပွဲဖော်ပြတာပေါ့နော်တိုက်ပွဲဖော်ဟာတိုက်ပွဲဖြစ်နေပြီဆိုပြီးတော့အဲ့အဲ့ဒါသူကပြန်ပြေးလာပြန်ပြေးလာပြန်ပြေးလာတဲ့ဟာမှာထထူးကန်လာရှိသေးတယ်ဘာလို့ဆိုလို့ရှိရင်သူကဝင်ဝင်မပြေးရဝင်ဝင်မပြေးရဝင်ဝင်မပြေးပါဟျောက်နေမင်းတို့ဝင်မလာနဲ့မင်းတို့ဝင်မလာနဲ့ဆိုပြီးသူတိုင်ရအောင်သူပြန်ပိတ်ထားတာ တော့တင်းဝဲကြီးကနေဆိုအဲ့လိုမျိုးကြီးလည်းကြုံနေတယ်သူကသူကပြောအဲ့ကျွန်တော်တို့ကတော့မသိဘောတော့ကျွန်တော်မသိသူ့ကိုဖမ်းပြီးရဲ့အချိန်ကြတော့မှသူကပြန်ပြောပြဟုတ်တယ်တဲ့ကျွန်တော်တို့ကအဲ့လိုမျိုးတိုက်ပွဲအတူဖော်တယ်ဖော်ပြီးရဲ့အချိန်ကျသူထွက်ပြီးရဲ့ထွက်ပြီးရဲ့အချိန်ကျလို့ရှိရင်သူကတိုင်ရင်ကနောက်ဆုံးကျတော့အဲ့လိုပိတ်ထားတာဗောနော်ပိတ်ထားရအောင်မင်းတို့ဝင်မလာနဲ့ဝင်လာရင်ပြစ်မယ်ဆိုတဲ့ပုံစံမျိုး တော့တော့အဲ့ဒါတယေးမူကြီးသုံးခွန်တက်ကသုံးခွန်တက်ရဲ့တယေးမူကြီးမြန်မာမူဝါဒနဲ့ပင်နကဖြူဟာလေးလာရေး Institute ISP မြန်မာရဲ့သုတေသနစစ်တမ်းများအရာအရခတ်တက်တော်အေးရဲ့မဟာဖြူဟာကညီကျေကျေယူချန်စီယူမီမီခန့်စိတ်ချရတဲ့အဆောင်တွေထားဆိုတဲ့စီရေးလက္ခဏာမျိုးကိုဖော်ပြလျက်ရှိပါတယ်အရခတ်တက်တော်အေးဟာရခိုင်ပြည်ကနေအေယာဝတီမကွီပကူအထိကိုထူးစစ်ဆင်နိုင်တဲ့တခုတည်းသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်လို့အကြီးမားဆုံးသောမဟာမိတ်ကွန်ရက်ကိုလည်းထူထောင်ထားနိုင်တဲ့အေးရလို့တခုပါ တချိန်ထဲမှာပဲနိုင်ငံရေးအရာဂတိကဘုပြုရမယ်အပြောအမြများလေကြီးလေကျယ်မဟာမိတ်တွေကိုရှောင်ရှားပြီးညီနောင်မဟာမိတ်တရံစီရင်မဟာမိတ်နဲ့လက်တွေ့အလုံးများများလုပ်ခဲ့ဂျူနီယာမိဖက်တွေကိုမဟာမိတ်ကွန်ရက်တရံဖွဲ့စည်းထားတာတွေ့ရပါတယ်။ဆူလူတာကတော့ခင်လက်တွေ့အလုံးလုံချင်းနဲ့သစ္စာတရားပေါ်ကိုအခြေခံကမဟာမိတ်များကိုဖွဲ့စည်းထားခြင်းလို့ဆိုနိုင်ပါတယ်။ရှေ့ကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမားတွေစည်နာမမှန်မှုတွေကြောင့်ယုံကြည်မှုတိဆောက်ရတာအခက်အခဲရှိတယ်။ ်ဒီဟာအခက်ခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူးဒီဟာတွေကိုကျွန်တော်တို့ကတိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလုပ်လို့တော့မရဘူးဂတိတစ္ဆာရှိရမယ်ဒီဂတိတစ္ဆာကိုတစ်ခါပြင်သမင်းစားတယ်လို့မျိုးမဟုတ်ဘဲနဲ့ဒီဟာကိုတည်တော့ရမယ်ဒီအစဉ်လာကိုတည်ဆောက်ရမယ်ဂတိတစ္ဆာနဲ့မေတ္တာတရားတွေရောကျွန်တော်တို့ရဲ့ဒီကံတရားတွေကိုတကယ်အကုန်လုံးနဲ့ပူပေါင်းစည်းပြီးမှထုတ်စစ်မယ်ဆိုတဲ့ဟာကိုအလုံးနဲ့တက်တွေကိုတဖြည်းဖြည်းချင်းပြရမယ် သို့သောအရခတက်တော် EA ရဲ့နိုင်ငံကြီးပန်းနိုင်ဟာမရှင်းလင်းသေးပါဘူးခွဲထွက်ရေးကိုလုံးမလား Confederation ကိုသွားမလား Federal Democracy စနစ်ကိုရည်ရထားရလားဆိုတာဝါတာတာပဲရှိပါသေးတယ်ရခိုင်ဟာလက်တွေ့မှာ de facto ထီးပြိုင်နမ်းမြိုင်ပုံစံနဲ့ယက်တည်နေတာဖြစ်ပေမဲ့စင်ခုံမှုများစွာဟာလည်းရှိနေတော့မှာပဲအနာဂတ်မှာအရခတက်တော် EA အတွက်အကြီးဆုံးသောစင်ခုံမှုသုံးခုကတော့ရပတိရိုဟင်ဂျာနဲ့ချင်းရီးယာတွေကိုတရားမျှတလာဖြေရှင်းနိုင်ဖို့နံပါတ်1စီးရအောင်မြင်မှုကို နိုင်ငံရေးရလအဖြစ်ပြောင်းလဲနိုင်ဖို့နဲ့အုပ်ချုပ်ရေးစီးပွားရေးစနစ်တွေကိုတည်ဆောက်နိုင်ဖို့နဖတ်ဘုံစစ်ပွဲကြလာတဲ့အမများလက်နက်ခဲယံရင်းမြစ်ပြက်လက်မှုကိုထိမ့်သိမ်းနိုင်မှုပဲဖြစ်ပါတယ်ဒီအချက်နဲ့တီကိုတိချမကိုင်းတဲ့နိုင်ရင်အရက်ခတက်တော်ဤရဲ့မျှော်လင့်ချက်အသည့်စနစ်သက်တွေတည်ဆောက်ရေးအပေါ်မှာလူမှုလက္ခဏာမှုနဲ့အောင်မြင်မှုဟာအသိအဆောင်ရှိလာနိုင်မှာတဲ့လို့ ISP မြန်မာရဲ့ဥတည်တနာစာတမ်းတစ်ခုမှာဖော်ပြပါရှိပါတယ် ဒေတုဒေသနာစာတမ်းပါအချက်အလက်တချို့ကိုပြန်လည်ပြီးတော့အနုနိကဖွင့်ရရင် အရက်ခတ်တတော်ဤရဲ့နိုင်ငံကြီးပန်းနိုင်မရှင်းလေးမှုဟာသမင်းတကားကိုပင်နကတူဟာအယဝီဝါအောင်လှုပ်ထားတာဖြစ်ပြီးတော့မြမအရေးမှာနတ်စင်းတပွဲပါဝင်ပတ်သက်နေတဲ့တရုတ်ရဲ့စောင့်ကြည့်မှုကိုလျှော်ဆထားတာပါမြမတော်လိုင်းရဲ့အခင်းချင်းပဲ ERO တွေဟာရီဂျီအိုင်တဲကရင်းနှင်းငါးများတံဖြစ်နေပါတယ်တရုတ်ဟာအမင်းမပြတ်စောင့်ကြည့်နေပြီးအလုံရှင်ရှိတယ်လို့အလွဲတကူဖမ်းယူပိတ်ဆို့နိုင်တာမို့ဒီလိုအချိန်ဤမျိုးမှာအကောင်းဆုံးသောတံပြန်ခြင်းပြုဟာကအလွဲတကူစောင့်ကြည့်ဖမ်းဆီးခြင်းကိုမခံရအောင်ရီဂျီအိုင်ကိုသမင်းတကာမှွေနှောက် ွာရှုပ်ဖိအောင်ဖန်တီးလိုက်ခြင်းမှာစင်းမျက်နှာတွေဖွင့်ရမှလေအရခတက်တော်အီအီရဲ့ဖူးစစ်ခါအမှန်တကယ်ဘေကူဥတီနေတယ်လေဆိုတာကိုတရုတ်တို့အနေနဲ့ဘလို့မှခံမှန်းလို့မရပါဘူးတရုတ်ရဲ့မဟာအကျိုးစီးပွားဗဟိုချက်ကြောက်ဖြူအနည်းမှလည်းတက်ချီစုတ်ချီပရိရဲ့ပြကစစ်မှုနေတယ်လို့အိန္ဒိယရဲ့မဟာအကျိုးစီးပွားကလဒန်မြစ်စီမံကိန်းကြီးတွေရှိရာစစ်တွေကိုလည်းထပ်မံချင်းချောက်ထားပြန်ပါတယ်ရခိုင်ယူမကိုကြောလုံးလာကပတ်စာများတိရှိရာမခွေးတိုင်းနဲ့ပကူးတိုင်းတွင်းကိုလည်းနက်နက်ရှန်ရှန်ခူးဖောက်ဝင်ရောက်နေပြီးဘေးနီရ ရကဘဲချင်းဘလူပုံတရံမျိုးနဲ့အမိရထူဖို့မလဲဆိုတာကတော့ဘသူမှမသိနိုင်တယ်လို့စစ်ကွန်မရှင်တပ်အတွက်ကလည်းချင်းချောက်မှုကြီးတစ်ခုဖြစ်နေပါတယ်။အရက်ခတပ်တော်အေးရဲ့အောင်မြင်မှုတွေဟာတရုတ်ရဲ့မြန်မာအရေးကင်တွယ်ပုံ policy တွေကိုပါပြောင်းသွန်းစေနိုင်ပါတယ်။ ဒီကစင်ငနာတဲ့အပြင်ကရင်ပြည်နဲ့ကချင်ပြည်နဲ့ချင်းကီနဲ့အေယာဝတီတိုင်းနဲ့စကိုင်းတိုင်းတွင်းတွေအထိပါစီရေးချေလမ်းများဖြန့်ကျက်ထားတဲ့အရခတက်တော်အီအီဖို့အဓိကလူအပ်ချက်မှာလက်နက်ခဲယမ်းနဲ့စားနပ်ရိက္ခာတို့ဖြစ်ပါတယ်ဒီအတွက်အရခတက်တော်အီအီဟာလည်းလက်နက်စယုံတစ်ခုကိုတိဆောက်ထားပြီးဖြစ်တော်ညာလေကုန်ကျန်းပစ္စည်းနဲ့စားနပ်ရိက္ခာများအတွက်တော်လကောက်မဟာမိတ်များရဲ့စီရေးလူအပ်ချက်များကိုကင်တွေခြေစီပေးရမှာတော်လကောက်အခက်ခဲတချို့ကိုကြော်ရနေရစေပါကျွန်တော်တင်တာအေးအေးမှာ အဝေးပြက်မြောက်တွေမရှိပါဘူးကြီးစံလည်းမရှိပါဘူးအဲ့ဒါတွေဘယ်ရရတာချိန်မိုးရင်တိုက်ပွဲရရတာအဲ့တော့ကျွန်တော်တို့အနေနဲ့မျောလင်းဆရာရှိတာစီရရအနိုင်တိုက်နိုင်နေဆိုတဲ့ပိုင်းဖြတ်ချက်မြင်မာတဲ့စိတ်ဓာတ်နဲ့စစ်ကောင်စီတပ်ကိုကျွန်တော်တို့ချိန်မိုးရင်တိုက်ပွဲတွေဆင်မို့ဟာကျွန်တော်တို့ရဲ့အဓိကစစ်လက်နဲ့ရေတောင်းမြစ်ဖြစ်ဒါကြောင့်မို့ဒီနေ့ကာလမှာ သူမသားကိုမသားအချိန်နေမှာကျွန်တော်တို့ကစိတ်တက်ရရရနော်မြင်မာတဲ့တိုက်ခိုက်ရေးစိတ်တက်နေညီညွတ်တဲ့ပေါင်းစုမှုကနေကျွန်တော်တို့အောင်ပွဲတွေကိုဆက်ရယူနိုင်တဲ့အနေအထားရှိပါတယ်အရခတက်တော့အေအေရဲ့လက်နက်ခရင်ရိတ်ခါအရင်းမြစ်များအကြောင်းကိုတော့အဖိုင်းသုံးမှာဆက်လက်တင်ပြပြီးသွားပါမယ် အဆုံးဒီနောက်ဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပနာကလစ်ခါပါအရေးတော်ပုံအောင်ရမည်